ဘောဓလမင်းကြီးကသူ့အိမ်ဘက်ထဲမှာဝင်ရောက်ကြည့်တကောင်ကိုဖားမတကောင်ကလိုက်ပြီးတော့အတင်းကြိုက်ခဲနေတာကိုသူ့အိမ်ဘက်ထဲမြင်မှတ်ဘယ်လိုပါလဲဒီဘက်ကဆန်းလာကြာဆန်းလာကြာမွေဆိုတာပင်ကို ပကတိရပြန်ဖားတဲ့အားကြီးပါတယ်ဖားဆိုတာမွေရဲ့အစပဲအခုဘယ်လိုဖြစ်ရတာတော့ တော့အာအိုးဒိမတ်မတ်ထဲဆိုတော့ဒိမတ်ရဲ့အကျိုးကဘာလဲဆိုတော့နောက်တစ်ချိန်မှာဘုရားရှင်ရအဆုံးမတရားတော်တွေကိုလက်ခံလိုက်နာတဲ့သူတွေအားနေသွားနေပါသွားပြီတော့ဘုရားရှင်ကအိမ်တော်ဘက်အချင်းချင်းတကြွမရကြွဝထမှာပြန်လာကျင်လာရမယ်ယူရရမယ်ခယူဆက်ရမယ်မဖောက်ပြန်ရဘူးဒီလိုတွေဟောကြားထားပါလေနဲ့ဘုရားရှင်ရအဆုံးမတွေမှာ ဒီနေ့ခေတ်မမီတော့ပါဘူးအားရလိုက်လို့ဒီလိုပဲဖြစ်မယ်လေဒီတိုင်းမနေနိုင်ပါဘူးဆိုပြီးတော့အဲ့ဒါပြစ်ပယ်တဲ့ပုံကိုယ်တွေများလာကြတယ်တရားပြတ်တဲ့လူတွေများလာလို့ချင်းတဲ့အိမ်တော်ဘတ်တွေမှာအိမ်တော်ရေးကိစ္စတွေမှာလည်းပဲတရားပြတ်လာတဲ့လူတွေနဲ့ဖွဲ့စည်းထားတဲ့အိမ်တော်ရေးကိစ္စတွေမှာလည်းပဲမညီမျှမှုတွေမငြင်းချမ်းမှုတွေမတရားမှုတွေရှိလာလိမ့်မယ် ဘယ်လိုပြောချင်တာတော့ဆိုတော့အိမ်တော်တစ်ခုမှာပြပြလဲလဲညင်းချမ်းချမ်းတိုင်တိုင်ပင်ပင်မဟုတ်တော့ဘဲနဲ့တုံးတတအိုးနိုင်ဖို့ဟာဟလာအိမ်တော်ရှင်ယောက်ျားကလည်းဒီမိဘငါနိုင်အောင်လုပ်ထားမှာဒါမှငါပြန်မထောင်ရင်အပြသမီးတွေကလည်းပဲတချို့ကဒီယောက်ျားငါချုပ်ဦးချိုးထားမှာအကြငါအနိုင်ကျင့်နေလေကျောင်းတက်ရောက်ဖေးမမယ်ကိုကြီးမယ်လို့ ိတ်ထဲမရှိကြဘူး။နိုင်ဖို့စဉ်းစားလာကြ။ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးနော်ဦးဇင်းတို့။ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။အဲနောက်တစ်ခုမှာတိုင်းတိုင်းမင်းမင်းကျူးနဲ့တို့ဂျင်းဂျင်းနာနာမဟုတ်ဘဲနဲ့အာရောကောပြီးအတ္တကိုရှည်တမ်းတင်ပြီးတော့ကိုလို့ရှင်ရလျှောက်လုပ်တယ်မတိုင်းမင်းသူများကိုကုသနာတိုင်းဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့အနိုင်ကျင့်ဖိနှိပ်တာမျိုးတွေဟာတကယ်တော့ရည်ရှိမှာဘယ်လို့မှမပြည့်လည်နိုင်မငြင်းချမ်းနိုင် အမျိုးသမီးကကိုခင်မွန်းတဲ့အပေါ်နိုင်ရင်လည်းပဲအဲ့ဒီအိမ်တော်မှာတက်တည်မရှိဘူးအနောက်စီဆိုတာဘာဖြစ်ဖြစ်နော်ပုဂ္ဂိုလ်ကြီးလေးစားမှုအလေးထားမှုအ ਨੇ ဆုံးရှိရတယ်အဲ့ဒါကင်းပြတ်ပြီးတော့ဟလာအမျိုးသမီးကတိုင်းထက်တော့နိုင်နေတဲ့သဘောဖြစ်နေလို့ရှိရင်မကောင်းဘူးတခါ ိန်တော်စင်မျိုးသားကကိုယ့်ရဲ့အိန်တော်ဘက်အမျိုးသမီးပေါ်ကျင်နာမှုယူရမှုကင်းပြီးတော့အမြဲတမ်းအနိုင်ကျင့်နှိပ်စက်နေမှာဆိုရင်လည်းအဲ့ဒီအိန်တော်ဟာဘယ်တော့မှချမ်းမြေ့တာရတဲ့အိန်တော်တစ်ခုဖြစ်မလာတော့အမြဲတမ်းဆင်းရဲစိတ်ဆင်းရဲမှုတွေတော့ကြုံတွေ့ပြီးတော့နေရမှာအဘယ်လိုဆိုတော့အိန်တော်ကိုစီမံထိန်းသိမ်းနေတဲ့စီမံထိန်းသိမ်းလောက်ကင်နေတဲ့ အိမ်တော်ရှင်မဟာစိတ်ဆင်းရဲနေမှာတော့ဒီအိမ်တော်ဟာဘယ်လိုตายရတော့မလဲဒီအိမ်ရှင်မနဲ့အတူနေရတဲ့အိမ်တွင်းမိသားစုတရားဘယ်လိုစိတ်ချမ်းသာနိုင်မလဲတွေ့ကြည့်ပါတော့အဲမလို့အိမ်တော်တစ်ခုမှာတယောက်ကတယောက်ကိုနိုင်တယ်ဆိုတာလို့လာတော့မှလည်းကောင်းတဲ့လက္ခဏာမဟုတ်ဒီဘက်ကအဲ့ဒါကိုပြောချင်တာနော်အိမ်တော်ရှင်အိမ်ဦးနဲ့အိမ်တော်ရှင်အမျိုးသားကြီးတွေအပေါ်မှာအိမ်တော်ဘက်စနီးတွေတွေက တခါတဲ့ဒီနေ့ခေအခေါ်အုံလုံးပြောရလို့ချင်းဟလားနဖားကျိုးထိုးတယ်လို့ပြောတာလားရိုင်းရင်ရိုင်းသွားလို့ဆိုပြောလိုက်ဟဲ့အဲအဲ့လိုပြောနော်ဒီကောင်ကြီးတော့ငါကြိုးကင်ထားအောင်ပါပဲတချို့အဲ့လိုပြောတယ်မယုံမသိမပြောကောင်းဘူးနော်ပြောရပါတယ်ဒီမှာဒါကြနာအဲ့ဒါလို့ဒီနေ့ခေမြို့သမီးတွေတချို့မြင်ထားတယ်လို့မြင်နေတယ်လို့ပေါ့နော်အဲ့ဒါလို့အိမ်တော်ဘက် နေတော်ဦးစေးခင်မွန်တဲ့အပေါ်မှာယုံသိမှုလေးစားမှုပုဂ္ဂိုလ်ရဲ့အလေးထားမှုကင်းမဲ့ပြီးတော့အလွန်အမင်းလိုက်တဲ့စီနင်းဆက်ဆံတဲ့အနေရထားပြရှင်အဆုံးပါတဲ့ဒေါ်လာဆန့်ကျင်ပြီးတော့ဒီဝိနည်းလူလူလိုက်တာကျင့်သုံးွယ်လောက်ရင်ကျိုးစီးပွားတဲ့ဘုရားရှင်ဟောကြားတော်မူတဲ့တရားတွေကိုလိုက်တာမဲ့လို့မရှိတော့အတွက်အဲ့ဒီလိုအိမ်တော်ဘက်တွေပေါ်ပေါက်လာနိုင်မယ်လို့ဒီဘက်ကအဲ့ဒါမှတ်တာ အဲ့ဒီလိုဖြစ်လာနိုင်တယ်ဆိုတဲ့စေပြင်းနမိတ်ကိုအိမ်မက်မှတ်တာ။ဒါပဲဆိုတော့ရှေးဆရာတော်ကြီးတွေကဟာငယ်မကမွေဟောက်ထားလိုက်ကြကိစားသည်။ကညာပြိုးမောလဲဩဘောငါအော်နိုင်လိမ့်မည်။ကိုတဆုပ်ကဲနေပိန်ဆုပ်ဆွေဖားသူငယ်မွေကြီးကိုကြိုက်ခါဝါလို့ သားခဲ့ပြန်တယ်မိမငယ်သူငယ်မိမငယ်ဆိုးကြညဉ့်ညာမူမျိုးကိုသူစီရင်လို့ကိုယ်လင်ကိုကိုယ်နိုင်ခြင်းနဲ့ဘေးသင့်မခံဆိုပြီးဆရာတော်ဘုရားကြီးတွေကမှတ်သားလို့လည်းအတိတ်လိုခပြားလေးစီကုန်းပြီးတော့ထားခဲ့ပါတယ်ဗျာ